က်ကြီးစီကိုခမဲ့သွားလို့ရမယ်နီပြောပြမယ်။စိတ်ဝင်စားရင် like ခဲ့။ဆောဒီခတ်တူခွန်ဒီနေ့မှာတော့ဘာကားကိုရောက်တဲ့သူတိုင်းမဖြစ်မနေသွားတဲ့ Asiatic Quest The River Front အကြောင်းပြောပြမယ်။အရမ်းမိုက်တဲ့နေရာကြီးတစ်ခုဖြစ်ပေမဲ့ free shuttle ဘုတ်ကိုစီးပြီးတော့ဝင်ကြေးခမဲ့နဲ့ဝင်ရောက်နိုင်တယ်လို့ ထဲမှာလည်းနိုင်ငံပေါင်းစုံကအစားအစာမျိုးစုံမီးစင်ကြည့်နိုင်တယ်ကျွန်နိုင်ငံလေးတစ်ခုကိုရောက်သွားသလိုမျိုးခံစားရပြီးတော့အနားယူလို့ရမယ့်နေရာတွေတဖက်လို့ရမယ်ဖိုတိုစပော့တွေလည်းအများကြီးတွေ့ရမယ် Wi-Fi ကလည်း free ပေးထားပါတယ် Asiatic Sky လို့ခေါ်တဲ့နာမည်ကြီးတဲ့ Ferry Wheel လည်းရှိတဲ့အပြင်မှာတခြားစိတ်ဝင်စားဖို့ကောင်းတဲ့ကစားကွင်းနေရာတွေလည်းရှိတယ်အဲ့အတွက်ဝင်ကြရတော့တက်တက်ပေးရတယ်ပေါ့နော် ဒီနေရာလေးကိုလာမယ်ဆိုရင်တော့ BTS စီလုံးလိုက်စပန်ဒက်စင်းမတိုင်မှာဆင်းပြီးတော့ free shuttle ဘုတ်ကိုစီးပြီးလာရင်ရတယ်လို့ဘတ်ကနဲ့လာမယ်ဆိုရင်တော့ဒီနံပါတ်တွေရောက်ပါတယ်။ဥပနေရမှာအနေနဲ့ကတော့နေ့စဉ်ပေးရမရှိနေ့လယ်7:00နာရီကနေည7:00နာရီထိဖွင့်လှစ်ထားပြီးတော့ free shuttle ဘုတ်ကတော့ည7:00နာရီခွဲအထိရှိပါတယ်နော်။ဒါကြောင့်မလို့ဘန်ကောက်ကိုရောက်တဲ့သူတိုင်း budget ဖြစ်ဖြစ်နဲ့အမိုက်စာနေရာလေးကိုရောက်နိုင်မှုအတွက်ညွှန်ပေးလိုက်တယ်နော်။ နောက်ထပ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ကောင်းတဲ့နေရာတွေအများကြီးကိုခေါ်တော့ပြမှာမို့လို့ဒီ season လေးကိုဆက်လက်ဆောင်ကြည့်ပေးကြအောင်နော်အားလုံးပဲတတ်တာ